ယခုအချိန်မှာကြီးရအောင်စုလိုက်ဖွဲ့ပြီးတော့ကောင်းကင်မှာပြန်တန်းနေတာဟာဒါမကောင်းတဲ့နမိတ်တစ်ခုလို့ပြောလို့ရတာပေါ့နော်ဘာပဲလို့အဲ့လိုပြောရတာလဲဆိုရင်ဒီကြီးငန်းဆိုတဲ့တရဝါဟာငှက်တွေထဲမှာအယုံညံ့ဆုံးလို့ဒီလိုဆိုတယ်ဘယ်လိုယုံညံ့တာလဲဆိုရင် ကြီးတဲ့မှာမကောင်းတဲ့အချက်ဆက်ချက်ရှိတယ်။အဲ့ဒီမကောင်းတဲ့အချက်ဆက်ချက်ကိုဦးဇင်းတော်မြတ်စွာဘုရားကအင်္ဂုတ္တနိကေဒသကနိပတ်အဲ့ကာကတုံမှာဟောထားတယ်။ဘာတွေလဲဆိုရင်ယဟန်တို့ကြီးငန်းနေမသူတော်တရား၁၀မျိုးနဲ့ပြည်စုံကြီးတဲ့အဖဲ၁၀မျိုးတို့လည်းဆိုလို့ရှိရင်ဒန္တိစ သူတစ်ပါးဂုံကျေးစုကိုဖျက်ဆီးတတ်၏တဲ့ပကဘောဆရေတင်းဤတိန်တိနောဆအလိုတနာနှင့်ပြည့်စုံဤမဟာကတောဆအစာကြီးဤတဲ့အလွန်အစာကြီးဤတဲ့လौဒောဆကြံကြုတ်ဤအာကာရုဏီကောဆတနာချင်းကရုဏာမရှိဘူးတဲ့မတနာတတ်ဘူးတဲ့နောက်တစ်ခုဒုဗလောဆအာနေဤတဲ့အော်ရဝိတာဆ မီတွန်တက်ဤတဲ့အောက်စုလိုက်ဖွဲ့ပြီးတော့ဆုံညာနေအောင်မီတွန်တက်တယ်မောထတတိစမဲမဲလဲလျော့တတိပြက်ပြီးတော့နေတက်တယ်တဲ့တတိမေးတက်တယ်တဲ့နေစဤကောစမဆုဆောင်တက်ဘူးတဲ့မစာဝေတက်ဘူးတဲ့အဲ့ဒီဆက်ချက်နဲ့ပြည်စုံတယ်မကောင်းတဲ့အချင်းရှိတဲ့ဒီလိုကြီးငန်းနေဟာအဲ့ဒါအောက်စုလိုက်ဖွဲ့ပြီးတော့ကောင်းကင်မှာပြန်ဝဲနေတာပေါ့နော် အဲ့လိုသူများရဲ့တင်တာတွေ့ရပါတယ်။ဒါမကောင်းတဲ့နမိတ်လို့ပြောလို့ရပါတယ်။အခုခင့်နဲ့ကြည့်မယ်ဆိုရင်အခုအချိန်ခါနဲ့ကြည့်မယ်ဆိုရင်နော်။တဘာဝဘေးအန္တရာယ်ဖြစ်တဲ့ငလျင်ဘေးကြီးကတော့မှမပြီးသေးဘူး။အဲ့ဒီမုံတိုင်းဆိုတာကလည်းလောင်းမယ်လို့ကြားရပါတယ်။အဲ့ဒါကြောင့်မို့မြန်မာနိုင်ငံမှာရှိတဲ့မြမပြည်သူ အပေါင်းတို့ကအားလုံးတတိထားကြပါအခုအချိန်မှာ အားကိုးရစားကြပါ။ဘာကိုအားကိုးရစားကြမလဲဆိုရင်ကိုယ့်ရဲ့အန္တရာယ်ကိုကြားရောက်လာလို့ရှိရင်အန္တရာယ်ကိုကြိုတင်ကာကွယ်နိုင်မဲ့လက်ကင်တုပ်လေးဆောင်ထားတဲ့လေ။ဦးဇင်းပြောမှအဲ့လက်ကင်တုပ်လေးကဘာလဲဆိုရင်အခုကတိုက်တွေပြီးပြီးတော့တေဆုံးလာတာအနှံ့တွေကထွက်အလောင်းတွေကပေါ်ဒီလိုအခြေမျိုးမှာမကောင်းတဲ့ ပိတ္တဘွားကိုရောက်သွားတဲ့သူတွေများပါတယ်။အဲလိုအခါမျိုးမှာကိုကတချို့ဗီဒီယိုတွေတွေ့ရပါတယ်။အဲဒီမကောင်းတဲ့အဆောင်အယောင်တွေနဲ့ပေါ့နော်။ပိတ္တကိုထင်ပြတာတို့ဟာတွေ့ရပါတယ်။အဲလိုတွေတက်လာတော့အဲလိုမျိုးတွေမမြင်သေးချင်ဘူးဆိုလို့ရှိရင်ကိုကမေတ္တာတုပ်ကိုယွတ်ပါ။မေတ္တာတုပ်ကိုယွတ်လို့ရှိရင်ဒါတွေကကိုမမြင်ရတော့ပါဘူး။ နောက်တစ်ခုကအဲ့ဒါလို့ငတ်မုတ်ခေါမာခြင်းပေးဒီလိုဘလူးပေးတွေနဲ့ကြုံလာမယ်ဆိုလို့ရှိရင်ယရနာတုတ်ကိုယွတ်အဲ့ယရနာတုတ်ကိုယွတ်လို့ရှိရင်ဘလူးတွေကထွက်ပြေးရပါတယ်နောက်တစ်ခုကကြတော့မြင်းငလင်တွေကအခုတိစခိုင်းမန်းလေးဆိုမမြင်သေးဘူးအပြင်းတွေမှာမြေပြန့်တွေမှာဖြာခင်းပြီးတော့ ဲ့ရတာပေါ့နော်။မြေလှုပ်တဲ့အတွက်ကြောင့်လှုပ်ထားတဲ့အတွက်ကြောင့်ဒီလိုခြေကင်းလက်ကင်မွေတွေကထွက်တတ်ပါတယ်အပြင်ကို။အဲ့နေတဲ့အခါမျိုးတွေမှာလာတတ်ပါတယ်။အဲ့ဒီလိုမျိုးအန္တရာယ်နဲ့ကာကွယ်နိုင်ဖို့ဆိုလို့ရှိရင်ခန္ဓာတုတ်ကိုရွတ်ပါ။နော်။ခန္ဓာတုတ်ကိုရွတ်ပါ။မြမာပြည်သူပြည်သားများအားလုံးဒီကပ်ဘေးကြီးမှအမြန်ဆုံးကြော်လာနိုင်ပါစေလို့ sút đo lại vào đây